ဆရာကြီးမင်္ဂလာပါရှင်။မင်္ဂလာပါသမီး။အခုအကောင့်ကတော့ Everlife အကောင့်ပေါ့နော်။ဟုတ်ပြီ။ပါပေါင်း ARD တိုင်းရပါတဲ့။ဟုတ်ပြီ။ဆရာကြီးခင်ဗျားတဲ့ကျွန်တော်ပါလီမောင်ဖုံးမှန်တစ်ပါတဲ့။ဖုံးဖုံးမှန်တစ်ဟုတ်ပြီ။အသက်ကတဲ့9နှစ်နဲ့3လပါတဲ့။ဟုတ်ပြီ။မူဂျိုတက်နေပါတဲ့တဲ့။ဟုတ်ပြီ။ခလေးကတဲ့တနှစ်လောက်ကစပြီးတဲ့ရင်ကျက်တာတဲ့ဂုတိမပြောက်သေးပါဘူးခင်ဗျားတဲ့။ဟုတ်ပြီ။ ကလေးထုခုနဲ့ပြပါတယ်တဲ့ကောင်းလိုက်တာ TV ဆိုလို့တဲ့ TV ဆေးတောက်ပါတယ်တဲ့ဟုတ်ပြီဗျာနည်းနည်းတော့တက်တာပါတယ်တဲ့ဟုတ်ပြီအခုအေးတော့ပြန်ကြက်နေပါတယ်တဲ့ဟုတ်ပြီတလားကိုတစ်ချိန်လောက်ကြက်ပါတယ်တဲ့ဟုတ်ပြီခေါင်းခေါင်းဘူးလဲရှူပါတယ်တဲ့အဲ့ဒါတော့ကိုပြနေရဆရာဝန်ကိုလေဟုတ်ကဲ့ဆရာကြီးဘိုးမပြတော့သွားပြရမယ်ဟုတ်ကဲ့ဆရာကြီးဖြစ်မှသွားပြတာမျိုးအရေးပေါ်မှာသွားပြတာမျိုးမဖြစ်သေးဘူးဟုတ်ကဲ့ဆရာအချိန်မှန်မှန်သွားပြရမယ်ဟုတ်ကဲ့ဆရာသွားပြဟိုကညွှန်ကြားတာကို တက်ကြွန်းသူဆရာဝန်ညင်ကြတာကိုတတူမတိလိုက်နာမယ်ဟုတ်ကဲ့ဆရာအဲ့လိုက်နာတဲ့ကြားတွေကကောင်းသွားတယ်လေအများကြီးရှိမယ်ဟုတ်ကဲ့ဆရာချင်းတို့မကောင်းတာကြတော့ဟိုပြန်တင်ပြရမယ်ဟုတ်ကဲ့ဆရာညင်ကြတဲ့အတိုင်းသူလုပ်ပါတယ်ဒါမဲ့ဒီလိုလေးတော့ဖြစ်နေပါသေးဆိုဟိုတိတာပေါ့ဟုတ်ကဲ့ပြန်ပြီးတော့ပြင်ပေးပါပေါ့ဟုတ်ကဲ့ဆရာအဲ့လိုအနီးကချင်းကနေဖို့လိုပါမယ်လို့ဟုတ်ကဲ့ဆရာဆရာတို့ကြီးလှမ်းမေးတာတော့အဝေးကမေးတော့လို့ပဲဆရာတို့လည်းအဝေးကနေပြီးတော့ပဲ ဖြည့်ပေးရမှာပဲလေဟုတ်ကဲ့ဆရာကြီးမိပါထပ်မေးလေပဲဖြည့်ပေးဦးမှာပါမေတ္တာနဲ့ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့သူ့အတွက်ဘာတွေဆောင်ရွက်ပေးရမလဲတဲ့သက်တာအောင်ကလေးလေးဟုတ်လားဟုတ်ကဲ့ဟုတ်ကဲ့ဟိုအဲ့ဒါတော့အစာကိုစီးမြကမ်းမဲ့မစားပါစေနဲ့ဟုတ်ကဲ့ဆရာခုနပြောတဲ့အစာတွေထဲမှာအကျော်သူတို့အကျော်အလုံးစုံအကျော်လို့ပြောရမယ်နော်ဟုတ်ကဲ့ဆရာကြီးအီဂျာဂွေးစုံစားလည်းမတည့်ဘူး ဟုတ်ကဲ့ဆရာငါကျော်ကြက်ကျော်လဲပြန်ချက်ကြွေးဟုတ်ကဲ့ဆရာအစိုးစောကလီတိုင်းကလီတိုင်းစားနေကြတဲ့လီပေါင်းတို့တွေဟုတ်ကဲ့ဆရာအဲ့ဒီအကျော်မျိုးတွေရှောင်လိုက်ပါဟုတ်ကဲ့ဆရာအကျော်ရှောင်တော့စားစရာမရှိတော့ဘူးရှိပါလေဘာလေးတိုက်ပြရမယ်ဆိုရင်ကလီနဲ့မျှတာရောရေခဲမပါထင်းချင်းနဲ့ဒိန်ချင်းလေးဟုတ်ကဲ့ပါဆရာထင်းချင်းနဲ့ဒိန်ချင်းလေးနှစ်စွန်းလောက်ကစားတိုက်ပါဟုတ်ကဲ့ဆရာဒိန်ချင်းဝေမရဘူးဆိုရင်အိမ်မှာရှိတဲ့မကြီးသေးတဲ့ ထင်းနေဖြော်နေဖြော်ရည်လေးဟုတ်ကဲ့ဆရာကြီးဒါလည်းချင်ချိုးပဲเนาะဟုတ်ကဲ့ပါဆရာကြီးပြီးရင်အစိတ်အတော့တွေအားလုံးကိုပြည်စီနိုင်တဲ့ကစွန်းရွက်အယိုးအနီဟုတ်ကဲ့ဆရာကြီးနော်ဆရာတို့အမေဆိုမှုမျိုးစုံစားတယ်ဟုတ်ကဲ့ဆရာကြီးဒါမဲ့ဆရာတို့အမေကကစွန်းရွက်အယိုးအနီမထည့်ရင်အဲ့ဒီမှုမချက်ဘူးဟုတ်ကဲ့ဆရာကြီးနော်အဲ့ဒါကြောင့်မလို့ကစွန်းရွက်အယိုးအနီကိုထင်းချက်ကလေးနဲ့ပြုတ်ပါဟုတ်ကဲ့ဆရာကြီး တောက်ကောင်အနှံလေးမှုရကော်ဖီပုံလေးထည့်ပါဟုတ်ကဲ့ပါကလေးကိုအဲ့ဒီကစွဲအယိုးအနေနဲ့ကော်ဖီလို့နဲ့ကော်ဖီမှုန်လေးနဲ့ဖြော်ထားတဲ့အရည်လေးကိုရည်အစားတိုက်ပေးခြင်းအဖြစ်အဲ့ဒီကလေးကတည်တရာကျမလာပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးအားလုံးပဲအစာဝအနာကင်းဘုရားရှင်ကြပါစီဗျာ